တကယ်တမ်းကျတော့ရှင်တောင်ခမ်းကို TNN နဲ့တိန်းထားကြီးတော့မှလက်လွတ်လိုက်ရတာမဟုတ်ဘူးနှစ်ဦးနှစ်ဖက် better sign တဲ့သဘောပဲဘယ်သူဘယ်သူမှ အပိုင်းတိန်းထားပြီးတော့မှပြန်ပေးရတာမျိုးဟုတ်မနေဘူးဒါတန်ဂိတ်ဒါဟာကချင်ဂိတ်ကျွန်တော်တို့သွားလာနေရဒီလမ်းပေါ်မှာအတကိတ်တစ်ခုပြီးတစ်ခုခုဖြတ်ရတာပဲအတခါလေးကျလို့ရှင်ကချင် KIA ဂိတ်လည်းဖြတ်သွားတခါလေးကျရင် TNN နေဂိတ်လည်းဖြတ်သွားတယ် TNN နေကအဲ့ဂိတ်တွေကိုတန်ကချင်ဂိတ်တွေကိုရွှေ့ခိုင်းတဲ့ကိစ္စဒါပဲကျွန်တော်တို့အယက်သားအုပ်ချုပ်ရေးနဲ့သွားဖို့လိုတယ်ပေါ့ ဟို TNN ရဲ့စစ်တပ်အနေနဲ့တိုက်ခိုက်သိမ်းပိုက်တာဆိုတော့မှန်တယ်ဗျစစ်တပ်နဲ့စစ်တိုက် စစ်ဆိုတာတိုက်ယူပြီးတော့ယူရတာပဲဒီဒီနယ်မြေတွေကတိုက်ပြီးမှယူရတာပဲရန်သူလက်ထက်ကသူကတနက်ကင်ထားတဲ့ရန်သူတွေကျွန်တော်တို့တနက်နဲ့ပြန်တော်လှန်ပြီးတော့ယူရမှာဒါပေမဲ့အုတ်ချုပ်တဲ့နေရာမှာကျတော့တနက်နဲ့အုတ်ချုပ်လို့တော့မရဘူးတော့ပထမဆုံးအနေနဲ့ဟိုတိုက်ပွဲအခြေအနေပေါ့နော်အခုဆိုရင်ဟိုတောင်ခမ်းကလက်ဟိုတောင်ခမ်းမှာဖြစ်နေတဲ့တိုက်ပွဲနောင်ချိုးတောင် လက်လွှတ်မဲ့အနေထားမျိုးတွေကြားနေရတယ်ဒီဘက်စစ်ကောင်စီဒီထောက်ခံတဲ့ဘက်ကရေးတာတွေတွေ့နေရတယ်ဒီအဲ့တော့ဒီကတိုက်ပွဲအခြေအနေပြောနိုင်တယ်လို့ပေါ့နော်ဘလူးအခြေအနေရှိရဆိုတာရှင်းပြပေးပါကြဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်ဒီနေ့မြေထဲမှာနေတာတော့ဟုတ်တယ် TNN တွေထိန်းချုပ်တဲ့ဒေသမှာဒါပေမဲ့တောင်ခံစစ်မြေပြင်သားမှာတော့မရှိပါဘူးစစ်ကောင်စီလော်ဘီတွေပြောသလောက်အခြေအနေစိုးနေရတော့မဟုတ်ဘူးဒါကတစ်ချက်ကတော့တိတိကျကျပြောနိုင်တယ်စစ်ကောင်စီလော်ဘီတွေကအာသူကအနေချင်းတချို့ ိုကတိုက်ပွဲငယ်လေးတွေမှာဒါတိုက်နိုင်နေ TNN တက်တီတချို့နေရာတွေကိုပြန်ဆုတ်တယ်ရွာလေးတွေကင်းစခန်းလေးတွေပြန်ဆုတ်ပြီးတော့ view ဟာအထိုင်ပြန်ချတယ်ဆိုတဲ့အနေအထားတစ်ခုသူတို့ကနေပြီးတော့အာသာကျက်တစ်ခုအဖြစ်ပြောင်းပြီးတော့သူတို့ဟိုတစိတ်ကိုတအိတ်ပုံကြီးချဲ့ပြီးတော့မှဒါကအောင်ပွဲအကြီးကြီးပုံစံမျိုးဟန်တီးပြီးတော့မှသူတို့ရဲ့စိတ်ဓာတ်ရေးရာပြန်ပြီးတက်လာအောင်သူတို့ရဲ့စစ်သားတွေကိုစိတ်ဓာတ်ပြန်ပြီးတက်လာအောင်စစ်တပ်ကိုထောက်ခံနေတဲ့သူတွေပြန်ပြီးတော့မှစိတ်ဓာတ်မြင့်တင်လာအောင် ဒါ lobby လုပ်နေတယ် propaganda ဒါဝါဒဖြန့်ချီလုပ်နေတယ်လို့ကျွန်တော်တို့ကယူဆတယ်တကယ်လည်းအဲ့ဒီအတိုင်းသွားနေတာပေါ့နော်တကယ်တမ်းကျတော့ရှင်တောင်ခမ်းကို TNN နဲ့တိန်းထားကြီးတော့မှလက်လွတ်လိုက်ရတာမဟုတ်ဘူးနှစ်ဦးနှစ်ဖက် better sign နဲ့သဘောပဲဘယ်သူဘယ်သူမှအပိုင်တိန်းထားပြီးတော့မှ ပြန်ပေးရတာမျိုးဟုတ်မနေဘူးတစ်ဖက်နဲ့တစ်ဖက် better sign နေကြတယ် sign ပြီးတော့ဟိုဘာတပြန်ကြားတပြန်တိုက်ခိုက်နေကြတယ်တတ်တာလည်းရှိတယ်လို့ဆုတ်တာလည်းရှိတယ်စစ်ရဲ့သဘောတရားမှာအမြဲတမ်းပြီးတက်နေရမျိုး မဟုတ်တယ်လို့အမြဲစုပ်နေရလည်းမဟုတ်ဘူးတစ်ဖက်နဲ့တစ်ဖက် အပြန်လန်တိုက်ကြခိုက်ကြတယ်အခြေအနေပေါ့နော်သူနဲ့ကိုနဲ့ကြားချောင်းချောင်းနေတယ်လို့ပေါ့ဒီနေရာကိုနော်ဒီနေရာမှာအာတစ်ခါကျရင်နေမြေကတစ်ခါကျရင်လက်လွတ်တင်လက်လွတ်ပြီးတော့ကေတာကိုတော့အဆုံးမခံဘူးဆိုတော့ policy မျိုးနဲ့အဲဒါကျင့်သုံးကြတာပဲကျင့်သုံးကြရတဲ့အတွက်ကြောင့်မလို့အခုအချိန်မှာတချို့နေရာတွေအဲပြန်ဆုတ်ရတယ်ဆိုတဲ့ကိစ္စပေါ်မှာကျွန်တော်အမြင်ကျွန်တော်သုံးသက်ချက်ကတော့ဒါအပိသက်ထိုးစစ်မဟုတ်သေးဘူးအပိသက်ဒါအဆုံးဖြတ်တိုက်ပွဲမဟုတ်ဘူး ဒါက view ဟာကစားနေတဲ့သဘောမျိုးဟို view ဟာလည်းအပြောင်းလဲအမျိုးမျိုးနဲ့စစ်ကစားနေတဲ့သဘောမျိုးပဲမြင်တယ်အဲဗမာစစ်တပ်ကပြောသလိုပေါ့နော်ဒီစကားစာစစ်တပ်ကပြောသလိုဟိုသူတို့ကဒီအေးပါအချက်အချက်ချာကြတဲ့နေရာတွေကိုပြန်သိမ့်ပိုက်နိုင်တဲ့အတွက်ကြောင့်မလို့အကြီးအကျယ်အောင်ပွဲခံနေပြီဆိုတဲ့ဟာဒါကတော့မှုတဝါဒတစ်ခုပဲလို့ကျွန်တော်ပြောချင်ပါတယ်ဟုတ်ကဲ့ပြီးခဲ့တဲ့ရပ်ပိုင်းအရဆိုရင်ဒီတိမ်ပင်လေပေါ့နော်ဒီရှုခင်းတာနေရာမှာ သူတို့ဟိုတကယ်ကိုကြီးကြီးရဲ့သူတို့ဗီဒီယိုကလစ်တွေပါတင်တာတွေ့ရတယ်လေဒီနေရာတော်တော်လေးအချက်ချာကြတယ်လို့လည်းပြောတယ်တိမ်ပင်လယ်နဲ့ပတ်သက်ရောစီရေးရဟိုဘလောက်အရေးကြီးရလို့ပြောနိုင်မလဲအော်တိမ်ပင်လယ်နဲ့ပတ်သက်ရင်တော့စီရေးရဘလို့လဲဆိုတော့အဓိကစီရေးအရာဆိုတာကခုနကကျွန်တော်ပြောသလိုစိတ်သက်ရေးရအရာပဲအရေးကြီးတာနော်တော့တိမ်ပင်လယ်ကနောင်ချိုနဲ့နီးတယ်နောင်ချိုကိုလှမ်းပြီးတော့မှလည်းဒီအဲ့တိမ်ပင်လယ်မှာစခန်းထိုင်မယ်လက်နဲ့ကြီး ပစ်ကူပေးမယ်အစားရှိသဖြင့်နောင်ချိုပြန်လည်တင်ပိုက်မယ်ဆိုတဲ့အတွေးခေါ်မျိုးနဲ့စကားဆာတွေကလော်ဘီလုံးနေကြတာကိုတွေ့ရတယ်ဒါပေမဲ့လက်တွေ့ကြတော့ဟောအချိန်ပေါ့အချိန်ကစကားပြောတယ်အဲ့လောက်ကြီးတို့ပြင်ဆင်ချိန်ရမလားဒီဘက်ကလည်းဒလဇက်ထိုးစစ်တွေရှိမယ်ဒလဇက်တိုက်ပွဲတွေရှိမယ်ဆိုလို့ရှင်တစ်ဖက်နဲ့တစ်ဖက်ကတိုက်ပွဲတိုက်နေခိုက်နေရတဲ့အချိန်မှာအဲ့လောက်ကြီးတော့တို့ပြောတော့ကြီးတော့လွယ်ကူမနေဘူးအဲ့တော့ဒီစကားဆက်တက်ကလည်းအဲ့လှုပ်ရှားတိုက်ပွဲဝင်နေတယ်လို့ဒီဘက်ကလူတွေကလည်းတေအသေးထိုင်နေရလဲမဟုတ်ဘူးပေါ့နော် ဟိုငိမ့်နေရလဲမဟုတ်လက်တွေကိုကြိုးတွေချီရလဲမဟုတ်ဘူးတစ်ဖက်နဲ့တစ်ဖက်အပြန်လန်တိုက်နေကြရပဲတိုက်ရင်ခိုက်ရင်လည်းသူကသူ့လက်ကိုယ့်လက်ဆိုတာအာရှိတယ်လို့ပေါ့ရှိတယ်ပေါ့နော်တိမ်ပင်လေဟာအဲအရင်တုန်းကအာဒီစကားစောက်စိတ်တဲ့အရာရိုက်ချိုးနိုင်ခဲ့တာအဲ့ဒီနေရာပေါ့အဲ့ဒီနေရာကိုဟိုမန္တလေး PDF တွေ TNN တွေတွေဝင်ရောက်စိုးမိုးလိုက်တဲ့အချိန်မှာစကားစဘက်ကစိတ်တဲ့ကြသွားခဲ့တယ်အဲ့တော့သူတို့ကြသွားတဲ့စိတ်တဲ့ကိုပြန်မြင့်တင်ဖို့အတွက်ဒီနေရာကိုသူတို့ကဗီဒီယိုကလစ်တွေရိုက်ပြီးတော့တိမ်ပင်လေကိုပြန်သိမ်းပိုက်နိုင်ပြီဒါက အရေးကြီးတဲ့အောင်ပွဲတစ်ခုပဲပုံစံမျိုးမဟာပြူဟာမြောက်အောင်ပွဲတစ်ခုပုံစံမျိုးသူတို့ဘက်ကပြန်ပြီးပုံဖော်နေတယ်။တတိယကတော့သူတို့ကြာနေတဲ့စိတ်တက်ကိုပြန်တင်ဖို့အတွက်ပုံစံမျိုးမျိုးနဲ့ကစားနေကြတာလို့ပဲကျွန်တော်မြင်တယ်။ဟုတ်ကဲ့အဲ့တော့ဟို TNL နဲ့တရုတ်ဂျာဝင်မှုနဲ့ပေါ့စစ်ကောင်စီနဲ့စကားပြောဖို့အခြေအနေလည်းကျွန်တော်ကြားနေရတယ်။အဲ့ဒီဟာကတော့ဖြစ်လာနိုင်ကြီးရှိလား။ရောစဲပါတယ်များကြားရတယ်ဗျ။ TNL နဲ့ဒီစစ်ကောင်စီနဲ့ဂျာရဲမှာစကားပြောဖို့အခြေအနေကအာတရုတ်ကတော့ဒါတခြား တဖျားပြီးတာပဲလေဒါအရင်ကတည်းကပဲဆိုလိုတာက तू ကအာ TNN နေဆိုလို့ရှိရင် NAMSAN နဲ့ Mantou နှစ်မြို့နယ်တဲ့အဲတောင်ပလောင်ဒေသလို့သတ်မှတ်တယ်ကျန်တဲ့မြို့တွေအကုန်လုံးသူတို့ပြန်ပြီးပါဆိုပြီးတော့တောင်ဆိုတာမျိုးရှိရလို့ကျွန်တော်တို့ကြားတယ်ဒီလိုကိစ္စမျိုးဆို TNN နေဘက်ကလက်ခံမှာမဟုတ်ဘူးအဲ့လိုတရုတ်ကပဲဂျာဝင်ဂျာဝင်ဘသူကပဲဂျာဝင်ဂျာဝင်ဒီဆွနူးဘွဲမှာစစ်ကောင်စီကအတင်းအကျပ်ဒီလိုမြို့တွေပြန်တောင်းနေတယ်အဲဒီဟာကိုပဲအဓိကကင်ထားပြီးတော့ဆွနွေးနေမှာဆိုရင်တော့ဘယ်တော့မှဒါအဖြေရှာလို့ရတယ်ဆွနွေးဘွဲမျိုးဖြစ်လာမှာမဟုတ်ဘူး အောင်မြင်တဲ့ဆွေးနွေးပွဲမျိုးဖြစ်လာမှာမဟုတ်ဘူးလို့မြင်တယ်ဗျ။ဟုတ်ကဲ့အဲ့တော့နည်းမြေပိုင်ဆိုးမှုနဲ့ပတ်သက်ပြီးအခု online မှာပေါ့နော်ကျွန်တော်တို့အငင်းပွားပွဲတော်တော်လေးကြားနေရတာ TNL လေးနဲ့ KIA ဒီအောက်ခြေတပ်ဖွဲ့တွေကြားအငင်းပွားမှုပေါ့နော်တယောက်တော့လက်သီးနေတဲ့ဘာထိုးကြတယ်နောက်ပြီးတော့ရုံးငန်းတွေဘာတွေဖယ်ခိုင်းတယ်ဆိုအဲ့လောက်ထိ TNL ဘက်ကလှုပ်လာပြီးတော့ဟို TNL ပေါ်မှာတော်တော်လေးကိုအားလုံးကဝိုင်းပြီးတော့ဟိုပြစ်တင်ပြောဆိုနေတဲ့အခြေအနေတွေကျွန်တော်ကြားနေရတယ် online သတင်းပေါ့အဲ့တော့မြေပြင်မှာတကယ်ဖြစ်နေတဲ့အခြေအနေက ဘလို့ပြဿနာဖြစ်နေရတယ်ဘာတွေဖြေရှင်းနေကြရလဲအဲ့ဒါလဲအားလုံးကဟိုဂါဂနနာသိကျင်ကြမယ်လေကိုကျော်ကိုအနေနဲ့ဟိုဘာများဟိုသိထားလဲဘာများပြောလို့ရမလဲဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်အနေနဲ့ကျွန်တော်အယူဆတစ်ခု theory တစ်ခုကိုကျွန်တော်နည်းနည်းပြောချင်တယ်အဲ့ဒါကဘာလဲဆိုတော့ကြကိစ္စတစ်ခုကိုပြောတော့မယ်ကိစ္စတစ်ခုကိုကင်တွယ်တော့မယ်စဉ်းစားတော့မယ်ဆိုရင်ကျွန်တော်တို့အရေးကြီးဆုံးချက်ကကျွန်တော်တို့ဟာ investigate လုပ်ဖို့လိုတယ်အရင်ဆုံးကျွန်တော်တို့ first တွေပေါ့အချက်လက်တွေ figure တွေကိုကျွန်တော်တို့တိကျရှာဖို့လိုတယ် first and figure တွေကိုကျွန်တော်တို့ကရှာမယ် ပြီးတော့အတိတ်ရဲ့တမိုင်း background history တွေကိုလည်းကျွန်တော်တို့သိထားဖို့လိုမယ်အဲ့နှစ်ခုကိုကျွန်တော်တို့ဟာသိပြီးတော့မှကျွန်တော်တို့ကဝေဖန်ပိုင်းခြားတာကောင်းတယ်အခုက online ပုံမှာကတော့တချို့သတင်းတွေကအတိတ်တမိုင်းနဲ့လည်းမဆိုင်ဘူးပြီးတော့လက်ရှိပကတိအခြေအနေရဲ့အဖြစ်အပျက်တွေနဲ့လည်းသူကအဓိကမဟုတ်ဘူးကိုယ့်ရဲ့ဇာနဇွဲတွေနဲ့ပဲပြောဆိုနေရင်းနဲ့အဲ့ပြဿနာမလိုလားအပ်ဘဲနဲ့ပူကြီးထွားလာတာကိုကျွန်တော်တွေ့ရဇာနဇွဲတွေဆိုတာကဟုတ်တယ်တီအန်အနေနဲ့နေပြီးတော့ KIA KIA တက်တည်ရဲ့ ဆက်ဆံရေးယုံနေဖဲခိုင်းတဲ့ကိစ္စတွေတွေ့ရတယ်ဟိုတချို့တက်စကန်တွေကိုလက်နဲ့ချခိုင်းပြီးတော့ကနေရာရွှေ့ပြောင်းတာတွေတွေ့ရတယ်အဲ့ဒီကောင်တွေအဲ့ဒီပြဿနာတွေရဲ့အခြေခံအရင်းမြစ်ကဘာလဲဆိုတာကိုကျွန်တော်တို့သိချသိဖို့လိုတယ်အခြေခံအရင်းမြစ်ကိုမသိဘဲနဲ့ကျွန်တော်တို့ပြောဆိုနေတဲ့ဝေဖန်နေတဲ့ဟာလူရဆွဲပြီးတော့သူ့ဘက်ကိုယ့်ဘက်ဆိုပြီးတော့အစွဲတွေနဲ့ကျွန်တော်တို့ပြောလို့ရှိရင်ဘာဖြစ်လာမလဲဆိုလို့ရှိရင် အာဒီဒီပြိပခါကအဖြေရှာဖို့မဟုတ်ဘူးဒီပြိပခါကို ဖြည့်ရှင်းဖို့ soft လုပ်ဖို့မဟုတ်ပဲနဲ့ဒီပြိပခါကိုပို့ပြီးကြည်ထွားလအောင်အားပေးသလိုလောင်စာထည့်ပေးသလိုဟိုဖြစ်လာမှာကျွန်တော်စိုးရိမ်နေအဓိကအခုမြေပြင်ခြေနေရအာဖြည့်ရှင်းလို့ရနိုင်တဲ့အနေအထားမှာရှိတယ်ပြီးတော့တောင်း CSO တွေနဲ့ကချင် CSO တွေနဲ့ကြားထဲမှာလည်းအဲဆွံ့ရဖို့လိုရသူကအလွှဆုံးအလွှဆုံးအလွှဆုံးအပြန်လန်အဲ့လိုမျိုးခေါင်းဆောင်ပိုင်းတွေဆွံ့ရပြီးတော့မှအာတစ်ဖက်တစ်ဖက်တာအပြန်လန်ဖြည့်ရှင်းပို့မယ်ဆိုရင်ဒီပြဿနာတွေကအာပြည့်လည်သွားနိုင်တဲ့အလားအလာရှိတယ် အရင်ဆွဆွဝဝမဟုတ်သေးဘူးဒါပေမဲ့အဲဒီကိစ္စတွေကိုပုံကြီးချက်ပြီးတော့ဒီကိစ္စတွေကိုအမြဲတမ်းပြန်ပြောမယ်အဲတခါကျရင်ကိုယ့်ရဲ့စာနာဆွဲရင်းနဲ့အဲသူ့ဘက်ကိုယ့်ဘက်တွေပြောမယ်ဆိုရင်ဒီပြဿနာကအာမလွယ်ဘူးနောက်တစ်ခုကကြတော့ Facebook social media ပေါ်မှာရေးသားတင်ပြနေတဲ့အဲ page တွေတော်တော်များများဟာလဲ identify လောက်အခက်တဲ့တချို့ page တွေရှိတယ်အဲ့ဒါက KIA ဘက်ကတင်တဲ့ page လည်းမဟုတ်ကချင်လူမျိုးတွေတင်တဲ့ page လည်းမဟုတ်ဘူး စစ်ကောင်စီ lobby တွေကရောင်းတော်ပြန်နဲ့ရောလွတ်နေတဲ့ page တွေဖြစ်တယ်။အဲ့ဒီ page တွေကိုကြည့်လိုက်လို့ရှိရင်တို့ကဒီလူမျိုးစုနှစ်စုကြားထဲမှာပြိပက္ခောက်မဖြစ်ဖြစ်အောင်မီးထိုးပေးနေတဲ့ပုံစံမျိုးကိုတွေ့ရတယ်။အချို့သတင်းတူသတင်းမှားတွေနဲ့ရှောက်ရေးတဲ့အခါကျတော့အာပြက်တနာပို့ပြီးကြီးတယ်လို့မြင်ရတယ်။လက်တွေ့မှာပြက်တနာရှိတယ်။အဲ့ဒါကိုကျွန်တော်တို့ဟိုမငင်ဘူးဒါပေမဲ့ပြက်တနာအဲ့လောက်ကြီးကျွန်တော်တို့ရှင်းရခတ်ချုပ်ထွေးပြီးတော့တယောက်နဲ့တယောက် ဟိုအခုပဲတယောက်နဲ့တယောက်ထားတတ်တော့မယ်ပုံစံမျိုးမဟုတ်နေဘူး။အဲကြောင့်ကျွန်တော်တို့ဒီဒေသမှာနေနေရကျွန်တော်တို့နဲ့နေနေတဲ့နေရာတွေမှာကချင်လူမျိုးတွေလည်းရှိတယ်။တောင်ကလူမျိုးတွေလည်းရှိတယ်။တခြားလူမျိုးတွေလည်းရှိတယ်။အဲ့တော့ကျွန်တော်တို့အေးအေးချမ်းချမ်းပဲ။ဘာပြဿနာမှမရှိဘူး။ရှိနေတဲ့ပြဿနာဖြစ်နေတာစစ်တပ်နှစ်ခုပြဿနာဖြစ်နေ။ဒီစစ်တပ်နှစ်ခုပြဿနာကိုစစ်တပ်နှစ်ခုရဲ့နိုင်ငံအင်အားစုတွေရဲ့ CSO တွေရဲ့ဝိုင်းပြီးဖြည့်ရှင်းလိုက်ရင်ပြည့်လည်သွားလိုက်မယ်လို့ကျွန်တော်ယူဆတယ်။အဲ့တော့ကြားထဲမှာပုံကြီးချဲ့ပြီးတော့ပြောနေတဲ့ lobby တွေ ပြီးလို့ရှိရင်ပြဿနာမဖြစ်ဖြစ်အောင်သွေးထိုးပေးနေတဲ့စကားဆရဲ့အကောင့်တူတွေနဲ့ကျွန်တော်တို့ဒီပြဿနာအများအမြင်မှာ အကြီးလို့ပုံဖော်ထားတာဒါကလက်တွေတကယ်ကိုလွဲမှားနေရလို့ကျွန်တော်ဟိုတုံးသက်ချင်တယ်ဗျဟုတ်ကဲ့ခုနကကိုကျော်ကိုပြောခဲ့တဲ့အောက်ချင်မှာတက်မှုတွေနဲ့ရဲဘော်တွေဖြစ်တဲ့ကိစ္စပေါ့နော်ဒါအောက်ချင်မှာဖြစ်နေတာဆိုတော့ဒီအခြေအနေမှာဟိုတည်င်းထုတ်တဲ့လူတွေပြောတဲ့လူတွေကတေချာ investigative ပေါ့စုံစမ်းစစ်ဆေးလေ့လာဖို့လိုတယ်လို့ပြောတယ်လीဆိုတော့ အဲ့တော့အဲ့ဒါကိုသိကျင်တာပေါ့နော်အဲ့ဒါများတခုပြောလို့ရမလားဘာဘာဖြစ်နေတာလဲဟိုဘလို့အခြေအနေကြောင့်ဖြစ်သွားတာလဲအဲ့လိုများပြောလို့ရနိုင်လားကိုကျော်ကိုနည်းနည်းအတိကတော့အောက်ခြေမှာထိုးချကြိတ်ကြရဲ့ကိစ္စတွေကဘာနဲ့ဆိုင်လဲဆို narrative မတူတဲ့ကိစ္စနဲ့ဆိုင်တယ် narrative ကဟိုကချင်ရဲ့ narrative နဲ့တအားရဲ့ narrative နဲ့မတူဘူးဗျတန်အဲ့ narrative ကဒီတိုက်ပွဲ1027မှာဒီအသက်တွေအများကြီးရင်းတာတယ် ဒီနယ်မြေကိုငါတို့တိုက်ယူထားတယ်အဲ့တော့ငါတို့တိုက်ယူထားရတဲ့အတွက်ကြောင့်မို့ဒီနယ်မြေမှာဟိုဒါစီမံခန့်ခွဲပိုင်ခွင့်ဟလာပြီးလို့ရှိရင်ဒီနယ်မြေရဲ့ဒီတရားဥပဒေစိုးမိုးရေးလုံခြုံရေးအစရှိတဲ့ကိစ္စတွေကိုငါတို့တာဝန်ယူမယ်အာဒါကတိုက်ပွဲကနေပြီးတော့ရရှိထားတဲ့အဲအောက်ဘွဲရလက်ပေါ့ဟိုဒီလို narrative နဲ့သွားတာဟိုတစ်ဖက်ကအာဒီတိုက်ပွဲနဲ့အတူတောင်းပြည်နယ်တိဆောင်ရေးကိုမျှော်လင့်ချက်ကြီးရဒါသူတို့ဘက်ကကြီးမားတဲ့မျှော်လင့်ချက်တစ်ဖက်မှာကျတော့ကချင်ဘက်က narrative ကကျတော့ဒါ sub state ကချင် sub state ပေါ့နော်အဲ့ narrative နဲ့သွားတာအဲ့တော့ narrative နှစ်ခုမတူဘူးဗျ narrative နှစ်ခုက conflict ဖြစ်နေဒါကအတွေးခေါ်ပိုင်းဆိုင်ရာပြဿနာအာနောက်ပြီးတော့အတွေးခေါ်ဖို့လက်တွေ့ပိုင်းဆိုင်ရာပြဿနာကြတော့ KIA တက်တွေနေထိုင်တဲ့နေရာနဲ့ TNN တွေတက်တွေနေထိုင်တဲ့နေရာနဲ့ကအဲ့လိုမျိုးပေါ့ဟိုဘယ်လိုခေါ်မလဲအဲထိတ်တိုက်တွေ့ထိတ်တိုက်တွေ့နေရတဲ့နေရာကြီးပုတ်တိုက်မှုရှိတဲ့နေမြေတွေဖြစ်တယ်။ဒါဆိုတော့ဒီရွာကချင်းရွာ ဒီရွာတန်းရွာပလောင်ရွာအဲ့ဒီနှစ်ခုနေရကက်ကက်ကလေးတွေရှိနေတာဒါကြလို့ရှိတောင်တောင်နန်းဒေသတောင်ကုန်းဒေသမှာလူမျိုးစုနှစ်စုလုံးနေထိုင်ကြတာအဲအဲတချို့ကြတော့လေတောင်များတယ်ကချင်းနေတယ်ပေါ့အဲဟိုဘက်တချို့နေရာတွေမှာကြတော့လေကချင်းကအာ၄၅6ရွာစက်တိုက်စက်တိုက်စက်တိုက်ရှိပြီးတော့တောင်ကကြားထဲမှာတရွာနှစ်ရွာရှိတယ်အဲ့လိုဟိုမိုးမိတ်ဘက်ပေါ့နော်မိုးမိတ်ဘက်တချို့ဟိုတောင်ကျောတွေမှာတွေ့ဘူးလေအဲ့တော့ အများသောအဖြစ်ကတော့ဒီဒေတာမှာတော့ဟို TNA တန်းပေါ့နော်တန်းလူမျိုးကတော့ရေအတွက်အရာတော့တော်တော်များတယ်အရေအတွက်အရာတော့တော်တော်များတယ်ဒါပေမဲ့အဲကချင်လူမျိုးတွေကလည်းဘိုးစင်ပေါင်းဆက်နေလာခဲ့တဲ့နေရာတွေပေါ့ဘိုးစင်ပေါင်းဆက်နေလာခဲ့ဆိုတော့တော်တော်လေးသူတို့ရဲ့တမိုင်းရတက်တန်းကနေကြာပြီပေါ့နော်ကိုခိုင်ဒေတာတို့ဘာလို့ဆိုအဲ့တော့အဲ့ဒါ narrative မတူတဲ့ကိစ္စရယ်မြေပြင်မှာလည်းထိတ်တိုက်ရင်ဆိုင်နေရတဲ့ကိစ္စရယ်အထိတ်တိုက်ရင်ဆိုင်ရဲဆိုတာဟိုလိုမျိုးလက်နက်နဲ့ရင်ဆိုင်နေရမှာမဟုတ်ဘူး သူ့ဂိတ်ကိုဂိတ်ပေါ့ဂိတ်တွေချတာတယ်ဒါဂိတ်တွေချတာဒါတန်းဂိတ်ဒါကချင်ဂိတ်ကျွန်တော်တို့သွားလာနေရဒီလမ်းပေါ်မှာအာဂိတ်တစ်ခုပြီးတစ်ခုခုဖြတ်ရတာပဲအတခါလေးကြလို့ရှိရင်ကချင်ကရင်ဂိတ်လည်းဖြတ်သွားတာခါလေးကြရင် TNN နေဂိတ်လည်းဖြတ်သွားတယ်အခုခု narrative မှာပြဿနာပုတ်တိုက်တဲ့ခါကျတော့ TNN နေရအဲ့ဂိတ်တွေကိုတန်းကချင်ဂိတ်တွေကိုရွှေ့ခိုင်းတဲ့ကိစ္စဒါပဲအဲကချင်ဂိတ်တွေမှာမဟုတ်ဘူးတချို့နေရာတွေမှာ SSPP ရဲ့ဂိတ်တွေလည်းရွှေ့ခိုင်းတဲ့ကိစ္စပဲအဲ့ဒီကနေစတာပဲဟော ဘာလို့ဘာလို့လဲဆိုတော့အဓိက narrative ကကျွန်တော်ပြောသလိုပဲအဒီနေမြေတွေကိုဟိုတော်လန်ပြီးတော့ရယူထားတာစစ်ကောင်စီကိုအတက်ပေးပြီးတော့တိုက်ထားတာဒါကြောင့်မလို့ဒီနေမြေကိုဟို စီမံခန့်ခွဲမှုဥကွင်ဟိုစုံမှုကွင်ပေါ့နော်စုံမှုကွင်ပြီးလို့ရှိရင်ဒီနေမြေမှာအုတ်ချုပ်ရီထုအာနာထူထောင်ကွင်ပေါ့နော်အဲ့ဒါသူတို့မှရပိုင်နေဆိုတဲ့အတွေ့အခေါ်အဲ့ဒီ narrative နဲ့တွားတာပဲအဲ့ဒီ narrative ရဲ့ဟိုဘက်က narrative ရဲ့နှစ်ခုက conflict ဖြစ်စီတယ်လို့ကျွန်တော်မြင်တယ် ဒီ narrative တွေကိုကျွန်တော်တို့ကဘယ်လိုချင်းကပ်မလဲ။ဟောဘုံသဘောတူညီချက်ဒါမှမဟုတ်နှုံးတစ်ဖက်စုံအစဉ်ပြေနိုင်တဲ့အဲ narrative တစ်ခုကိုကျွန်တော်တို့ဖန်တီးနိုင်မလား။အဲအဲ့ဒါကိုကျွန်တော်တို့စဉ်းစားဖို့လိုတယ်။ဒါကျွန်တော်ဆရာလောက်တာမဟုတ်ပါဘူး။ဘု து ့ဥမာဆရာလောက်တာမဟုတ်ဘူး။ဒါတော့အကောင်းစေခြင်းနဲ့စေတနာနဲ့ပြောတာပါ။အဲနှုံးတစ်ဖက်စလုံးပြည်သူတွေအပါအဝင်အကုန်လုံးအစဉ်ပြေမဲ့လမ်းကြောင်းတစ်ခုပေါ့လေ။အဲဟိုကိုယ်ပိုင်ပြတ်ထန်းခွင့်တွေဘယ်သူမှမဆုံးရှုံးစေချင်ဘူးပေါ့နော်။ ကျွန်တော်တို့အယက်သားအုပ်ချုပ်ရေးနဲ့တွားဖို့လိုတယ်ပေါ့ဟို TNN ရဲ့စစ်တပ်အနေနဲ့တိုက်ခိုက်သိမ်းပိုက်တာဆိုတော့မှန်တယ်ဗျစစ်တပ်နဲ့စစ်တိုက်စစ်ဆိုတာတိုက်ယူပြီးတော့ယူရတာပဲဒီဒီနယ်မြေတွေကတိုက်ပြီးမှယူရတာပဲရန်သူလက်ထက်ကသူကတနက်ကင်ထားတဲ့ရန်သူတွေကျွန်တော်တို့တနက်နဲ့ပြန်တော်လှန်ပြီးတော့ယူရမှာဒါပေမဲ့အုပ်ချုပ်တဲ့နေရာမှာကျတော့တနက်နဲ့အုပ်ချုပ်လို့တော့မရဘူးတနည်းအားပြောလို့ရှိရင် military supremacy ပုံစံမျိုးနဲ့တွားပြီးအုပ်ချုပ်လို့တော့မရဘူးဟောကျွန်တော်တို့က civilian supremacy ပုံစံမျိုးနဲ့အုပ်ချုပ်ဖို့ လိုအပ်တယ်လို့မြင်တယ်ဗျဟုတ်ပြီကိုကျော်ကိုအခုတန်းဒေတာမှာရှိတဲ့အခြေအနေပေါ့နော်တိုက်ပွဲအခြေအနေမြေပြင်အခြေအနေနာပြိပကပုတ်တိုက်မှုတွေအခြေအနေကိုတည်တလောက်နော်အခုလိုမျှဝေပေးတဲ့အတွက်ကျေးဇူးထူးတင်ပါတယ်ဗျာနော်ကျမ်းမိုက်ကူးဆိုင်ပါဗျာဟုတ်ကဲ့ပါဟုတ်ကဲ့ပါဗျာ